မင်္ဂလာပါရှင်2025ခုနှစ်အော်တိုဝါလာ၄ရက်နေ့တွင်မူလဝတ္တနှင့်ဇလဗေဒသတင်းများကို နေပြီးတော့မူလဝတ္တနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24ရက်နေ့တွင်ကမြို့လိုက်လျှော့သွင်းခဲ့တဲ့မှတ်သားဝင်ရမွေးရေးခြင်းများမှာကြိုက်ခမီမြို့မှာ3.6နှစ်လမောင်းဖန်မြို့မှာ3.3လမောင်းဖန်စိုက်ပျိုးရေးမူလဝတ္တမှာ2.63လမောင်းနေပြီးတော့ဇဗူတိတိမြို့နယ်မှာ1.8လမောင်း ပြင်မနာမြို့နယ်ဖြူမြို့တို့မှာတတသမာခွန်ခွန်လမစီညာဝရီမြို့မှာတတသမာခွန်တုံးလမတက်ကုံမြို့မှာတတသမာသုံးရှစ်လမရန်ကုန်ဘုဒ္ဓထောင်မြို့နယ်မှာတုံညတသမာကိုခွန်လမကျိုင်းစိတ်ကြီးမြို့မှာတုံညတသမာကိုတုံညလမနဲ့ဘကုံမြို့နယ်ဒဝဲမြို့တို့မှာတုံညတသမာခွန်ကိုလမစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအိုက်ခွဲအချိန်မိုးလွယ်တာကျိုးတို့မှာဖန်ရရှိတဲ့ပုံအရာကပ်ပလီပင်လေးပြင်းနေ တင်္ဂလာပင်လယ်အောင်အရှိရဲ့လဲပိုင်းတို့မှာတင်အသင်တက်မှာတိန်တို့ထက်နေပြီကျန်ပင်္ဂလာပင်လယ်အောင်မှာတင်နေငယ်မှာတင်အသင်တက်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီအဆိုပါမိုးတိမ်တောင်များပြည်လျားရာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စင်းလက်ခြင်းနဲ့မိုးတိကျခြင်း စားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြွတင်တရိပ်ပြနိုင်မရဲ့အကြံပြုပါပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတင်းအထင်တက်မှာတိုက်ညှို့ထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုက်ထွက်ချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာဂါနယ်အပူပိုင်းမုံတိုင်းမန်မိုဟောင်းအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းတိုင်ဖုံမုံတိုင်းမတ်မွေဖြစ်ပုံမောအကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလီဗီးယားတူမြေပုံစံအရမြမကန်ယူရန်တရှောင်းမှာမုတ်တုံလျားနိုင်ငံမှာအာအသင်တင်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလျားနိုင်ငံမှာအာအသင်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းအသင်တင်ရှိပါမယ်။လိုင်းမြင်မှာမြမကန်ယူရန်တရှောင်းနဲ့ကန်လွပင်လယ်ပြင်တို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်။နက်ပြတ်မနက်တီခမန်းချက်များအနေနဲ့ကတော့ စကနယ်ဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြောင်းစကနယ်ဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာကျကျင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာဆက်စိနေအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြမုတ်ထုံရွှေပင်း ကချင်ပြည်နယ်မှာနေရာကွက်ရေးမိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ဤတဝိုင်းတန်းမနက်ဖြန်မနက်ထီမိုးလွယ်သားအချိန်နေခမ်းမန်းချက်မှာနေရာကွက်ကြောင်းမိုးထစ်ချုံရှာပါမယ်အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယံ67ဒီဂရီဖာရဟိုင်းနဲ့အနေဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယံ83ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းတန်းမနက်ဖြန်မနက်ထီမိုးလွယ်သားအချိန်နေခမ်းမန်းချက်မှာလေနေရာကွက်ကြောင်းမိုးထစ်ချုံရှာပါမယ် အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတိုအိုက်တမ်နက်ပြက်မနက်တီမိုးလဝတအခြေအနေခန့်မှန်းချက်မလေး။နေရာကွက်ကြောင်းမုတ်ထချုံရွာပါမင်း။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာလေး24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ာနေရအတွက်ခက်မှန်းချက်များအနည်းငယ်ကတော့မြို့ဝကျွန်းပေါ်ဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နိုင်ချင်းထုတ်ပြန်တဲ့မိုးလဝသနဲ့ဇလာပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။